်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TVU မြန်တမ်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်တကြိတ်ကြီးရွာမြင်းမထီတောင်မှာတတူတူဖော်နေတာကိုရက်ဆိုင်ဖို့တောင်းဆိုနေတဲ့ပရာတောင်းဆွေမျိုးစုဥက္ကဋ္ဌကိုအောင်နိုင်စုနာယကဥပမောင်နဲ့လူငယ်အတွင်းရမူကိုမင်းနိုင်တို့ကို KNP တဲ့ပါတီကမေလ16ရက်နေ့မွန်လွဲ12နာရီကျော်လောက်ကတကြိတ်ကြီးရွာမှာဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကနအိုးသတင်းရရှိပါရယ် တကြိတ်ကြေရွာမြင်းမထီတောင်ပေါ်မှာကယန်းပြည်သက်ပါတီဥက္ကဋ္ဌဦးတန်းစိုးနိုင်ရဲ့လေးပွင့်ကျဲကုမ္ပဏီနဲ့မစ္စတာဝမ်တရုတ်ကုမ္ပဏီတို့ကအကြီးစားတတူတူဖော်နေတာကြောင့်တဘာဝပတ်ဝန်းကျင်တွေပျက်စီးတာနဲ့ပတ်သက်လို့ဌာနေတိုင်းသာပရာတောင်ဆွေမျိုးစုတွေက အခုနှစ်မေလပိုင်းကစတင်ပြီးကန့်ကွက်နေကြတာပါ ပရာဒောင်းလူမျိုးစုဥက္ကဋ္ဌပါဝေဖန်းစည်းထားသူအားလုံးကိုပြန်လွှတ်ပေးဖို့အတွက်ဌာနေတိုင်းရင်းသားဒေသခံပြည်သူတွေကကယန်းပြည်သက်ပါတီကိုအခုလက်ရှိခြိတက်ဆန္ဒပြတောင်းဆိုနေကြပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ကရင်ပြည်သက်ပါတီ KNLP ဥက္ကဋ္ဌကိုဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရသေးပါဘူးရှင်။ ပါကက်အင်တော်ဂျီလမ်းမှာစစ်ကောင်စီပူးပေါင်းတပ်တွေကထိုးစစ်ဆင်လို့တိုက်ပွဲတွေဖြစ်နေပေမဲ့အခုချိန်ထိအင်တော်ဂျီဒေတာနေရာအများစုကို KIA PDF တွေကထိန်းချုပ်ထားပါတယ်။ KNL နဲ့ပူပေါင်းတက်တွေကတော့ထိုင်းနယ်ဇက်ကစခန်းတွေကိုဇက်တိုက်သိမ်းပိုက်နေတဲ့တရင်အပါဝင်တပတ်တာစီရီတရင်တွေကိုစိုးသူအောင်ကတင်ပြပေးသွားမှာပါရှင်။မင်္ဂလာပါ။ဒီကနေ့မေလ16ရက်ဟာဆရာနာသိမ်းမှု1566ရက်မြောက်ဖြစ်ပါတယ်။ ဒီဘက်မှာတော့ကရင်နဲ့ကချင်ကသတင်းအချင်းတွေအပြင်အရက်သားတွေတပ်ဖြတ်ခံရတဲ့အကြောင်းတင်ပြနိုင်ဖို့စူးစီးထားပါတယ်။ပထမဦးဆုံးကရင်သတင်းအချင်းတွေကိုအရင်တင်ပြချင်ပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့လက်နက်ကင်တပ်ဖြစ်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေဟာအခု၃လတည်းမှာပဲစစ်ကောင်စီရဲ့တပ်စခန်းပေါင်း၁၀ခုထက်မနည်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ် အဲ့ဒီတည်းမှာဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တပ်စခန်းတွေကိုအများဆုံးသိမ်းပိုက်ခဲ့တာတွေ့ရပါတယ်။ဒီစခန်းတွေဟာတမဟာခွန်ထဲမှာဆိုလို့ရှိရင်တော့ခလေဒီစခန်းကိုမက်ရှလာ25ရက်ဒီပူလူတူစခန်းကိုမက်ရှလာ14ရက်မှာသိမ်းပိုက်ခဲ့ပါတယ်။ဒါအပြင်ဒီတမဟာခွန်ထဲကပဲတာလေဗျူဟာစခန်းကိုမေလ23ရက်အောက်မှာရှိတဲ့ဒီမော်ဖားသူ စကန်းကိုတော့ April 19ရက်နေ့အခုနောက်ဆုံးဒီမေလာအခြေဆိုင်မော်ကွီးလူစကန်းကိုတော့ဒီကနေ့မေလာ16ရက်မှာပဲထိန်းချုပ်ရရှိခဲ့ပါတယ်။ခံမှန်းအင်အား90လောက်ရှိတဲ့မော်ကွီးလူစကန်းကိုတရက်ကြာပဲတိုက်ခိုက်ခဲ့ရပြီးတဲ့နောက်ဒီကနေ့မနက်ပိုင်း9နာရီလောက်မှာတင်ပိုက်နိုင်ခဲ့တာ120မမ60မမအပါဝင်တခြားလက်နက်ခဲယမ်းတွေတင်စီရခဲ့တယ်လို့ KNL တပ်မှုတယောက်ကပြောထားပါဗျ။ဒီတမဟာလေးနယ်မြေထဲမှာဆိုရင်တော့ ठी ခီး viewer စကန်ကိုမေလ9ရက်နေ့ဒီ ठीठ viewer စကန်ကိုတော့ April 16ရက်နေ့ဒီမှာတင်ပိုက်လိုက်တာပါ ठीखी viewer ကိုတင်ပိုက်ခဲ့တဲ့ဒီမေလ9ရက်နေ့မှာပဲတမဟာလေးကထုတ်ပြန်ချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီမှာအนุမြူဒါအပိစက်ယုံတိဆောက်နိုင်ခြေရှိတဲ့တဲ့င်းကြောင့်မြန်မာနဲ့ထိုင်းနိုင်ငံကဒေသခံတွေရဲ့လုံခြုံရေးအာမခံရှိစေဖို့အတွက်ဘိတ်တော်ရဲ့ဒေတာက ठी ခီအခြေဆိုင်စကန်းတွေကိုပြန်လဲထိန်းချုပ်ဖို့ဟာ မဖြစ်မနေလိုအပ်လာတဲ့အခြေအနေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒီတမဟာတုံးနယ်မြေထဲမှာလည်းနောင်ကုန်းရံမျိုးအောင်ရွာကြီးအင်းကျွန်းကုန်းဒီတောင်စုကြီးရွာတွေမှာရှိတဲ့စစ်ကောင်စီတီရဲ့အခြေကုန်းနေရာ၅ခုထပ်မနေကိုဧပြီ28ရက်နေ့မှာရှင်းလင်းနိုင်ခဲ့တာတွေ့ရပါတယ်။ အဲ့ဒီရွာတွေမှာစစ်ကောင်စီရဲ့ခလာရ60ခလာရ83တို့ကတက်တွေကစစ်ကြောင်းထိုးအခြေကိုယူထားကြတာဖြစ်ပြီးစစ်တပ်ဘက်ကဒူရင်းမှုနဲ့အရာခံဖို့တယောက်ပါတိတ်ဆုံးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အခုတော့ကချင်သတင်းအချင်းတွေဘက်ကိုတွားရအောင်ပါ။ကချင်ပြည်နယ်ဘက်မှာတော့ဒီကနေ့အချိန်ထိဗမော်နဲ့ဖားကန်းဒေသဘက်ကသတင်းတွေကလူထုစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတုံးပါ။ ဗမော်မှာတော့ KIA နဲ့ပူးပေါင်းတပ်တွေကဒီမြို့ကိုသိမ်းပိုက်ရေးဆက်လက်ထိုးစစ်ဆင်နေတုံးဖြစ်ပြီးတော့မေလ15ရက်အထိတော့တိုက်ပွဲငြိမ်နေပြီးဒီကနေ့သတင်းကိုတော့ကြားရတာမရှိသေးဘူးလို့ပြည်တွင်းကနေဓာတ်ရိုက်သတင်းပေးပို့နေတဲ့ DVB သတင်းတောက်ကပြောပါရယ်ဒီဖာကန်ဘတ်မှာဆိုလို့ရှိရင်တော့စစ်တပ်ကကြောက်စိမ့်လောက်ွက်တွေကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်တံပြန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ် စစ်တပ်ဟာဖားကန့်ကိုပြန်ရဖို့အတွက်ဒီဖားကန့်ကာမိုင်လန်ပြီးတော့ဖားကန့်ဆယ်စင်းလန်အပါအဝင်အင်းတော်ကြီးဘက်ကဆိုရင်ဒီညောင်ပင် ဖားကန့်လန်တွေကနေပြီးစစ်ကြောင်း၃ခုခွဲပြီးတော့တက်လာတာရက်၂၀ဝန်းကျင်ရှိလာပါပြီ ပြီးတော့စစ်ကြောင်းတစ်ခုချင်းစီတိုင်းမှာလည်းအင်အား900ထက်မနည်းပါဝင်နိုင်ပြီးအင်အားထောင်ချီအသုံးပြုထားတာလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်ဒီဖားကန့်ကာမိုင်လန်မှာတော့စစ်တပ်ကထိုးစစ်ရန်နေပြီး အခုချိန်ထိဆိုလို့ရှိရင်တော့ဒီ ဂျားမာရှိတဲ့တရားကြီးနောင်ကြေးဝါကိုမကြုံနိုင်သေးဘူးလို့သိရပါတယ်ဒီဖာကန်အင်းတော်ကြီးလမ်းမှာဆိုလို့ရှိရင်တော့နမိုးမြို့မှာအခြေဆိုင်တဲ့စစ်ကောင်စီပူပေါင်းတပ်ကဒီစနွင်းကုန်းကြေးရွာဘက်ကိုထိုးစစ်ဆင်လို့မနေ့ကအထိတိုက်ပွဲတွေရှိခဲ့ပါတယ်။ဒါပေမဲ့အင်းတော်ကြီးဒေသကနေရာအများစုကို KIA PDF တွေကထိန်းချုပ်ထားပါတယ်။ဖားကန့်ဆယ်စင်းလမ်းဘက်ကအခြေအနေတွေကိုတော့ဆက်သွယ်ရေးအခက်အခဲတွေကြောင့် DPP ကမေးမြန်းခွင့်မရသေးပါဘူး။အခုဆက်လက်ပြီးသတင်းအချင်းတွေကိုလည်းတင်ပြအချင်းပါတယ်။ ီပရင်မျိုးနယ်တဲကအိုးတိန်တင်ကြေးဝါနဲ့ရသေးတော်မျိုးနယ်တဲကထွန်းရွေကြေးဝါဖြစ်စဉ်ဒီအပအဝင် အာနာသိန်းကာလာလင်းနစ်ကျော်ထဲမှာအယက်သားဆက်ရောက်တဲ့အထက်အစုလိုက်အပြုံလိုက်တေဆုံးရတဲ့ဖြစ်စဉ်80ထက်မနည်းရှိလာပြီလို့ ISP မြန်မာကထုတ်ပြန်ပါတယ်။ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊စကိုင်းတိုင်း၊မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အပါအဝင်တိုင်းနယ်ပြည်နယ်၁၁ခုမှာအခုလို ဖြစ်စဉ်တွေရှိခဲ့ပေမဲ့ဒီစကိုင်းတိုင်းဟာ တပ်ဖြတ်ခံရမှုအများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်တွေကြောင့်ပဲတေဆုံရသူအရက်သား1600နီးပါးအထိရှိလာခဲ့ပြီလို့သိရပါတယ်။အခုတင်ပြခဲ့တာတွေက DVB ကစူးစီးရရှိထားသလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်သွဲသတင်းတွေကိုတော့ DVB ရဲ့ website Facebook နဲ့ YouTube channel တွေမှာအချိန်နဲ့တပြေးညီဖော်ပြပေးနေပါတယ်ခင်ဗျာ။ TV ဥမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုတ်ခတ်တာပါကျေးဇူးတင်ပါတယ်ရှင်